ဲနဲ့အဘသူပြောတာဟမ်ကျွန်တော်တို့ပြောတာဟုတ်တယ်အဲ့ဒါပေါ့ဒီမှာမလာလဲငကားတိုင်းပဲဆောက်ရှင်းပြောင်းပြောတာဟုတ်လားမိမိလိုးလိုက်လို့ရှင်မင်းသားမဟုတ်ကြလားမင်းတို့ပြောတိုင်းပြောကြတိုင်းပြောလို့မရဘူးကြလားနိုင်ငံရေးလှုပ်ဆဲအောင်နိုင်ငံရေးလှုပ်ရှားမဲ့កောင်လည်းမဟုတ်ဘူးနိုင်ငံရေးလှုပ်ရှားမဲ့កောင်လည်းမဟုတ်ဘူးရုပ်ရှင်ရုပ်ရှင်ရိုက်စားမဲ့កောင်လည်းမဟုတ်ဘူးအဲ့တော့ တော်လန်ရေးလုံနေတယ်စစ်တိုက်နေတယ်အဲ့တို့ကြောင့်မို့စစ်တိုက်တို့ကြောင့်မို့ကြီးစံလို့တယ်ခဲရန်လို့တယ်အဲ့တို့ကြောင့်မို့ငါတို့လူလူရှိရလက်နဲ့နဲ့ခဲရန်နဲ့ကြီးစံနဲ့ကိုငါတို့ဒါတောင်းခံတယ်လူလူကလည်းတော်လန်ရေးတရက်ကိုယုံကြည်တယ်ဆိုပါဝင်ငါတို့နဲ့အထူးရှင်တွဲပြီးတော့မှသွားမယ်ဟိုဝေဖန်တာကိုခံလိုက်ပါတော့ဘာလို့ထဲမှာကိုယ်စွဲမပါဘူးကြလားဘာလို့မှဘယ်မေလို့ဝေဖန်တာမှမခံနိုင်ဘူးကြလားဘာဖြစ်လို့ဆိုတော့တော်လန်ရေးလုံနေတာရုပ်ရှင်ရိုက်စားနေတာမဟုတ်ဘူးဒါရုပ်ရှင်မင်းသားလှုပ်ရှားနေတာလည်းမဟုတ်ဘူးပြည်သူကိုဘာဖြစ်တယ်ညာဖြစ်တယ် အဲ့တော့တော်လိုင်းမှာရဲဘော်ရဲဘက်ပဲရှိတယ်သိလားငါတို့လည်းပြည်သူကလာတဲ့ကောင်းနေပဲအဲငါတို့ကပြည်သူကမင်းတို့ဒီစကားတွေကမင်းတို့နားခါခြင်းနားခါလိမ့်မယ်ကြလားဒါမှန်တရားပဲနားခါပါစေမတက်နိုင်ဘူးငါတို့လည်းပြည်သူကလာတဲ့ကောင်းနေပဲပြည်သူကနေမှအာနာရှင်ကိုမကြိုက်လို့လက်နက်ကင်တော်လန်တဲ့ကောင်းနေပဲအဲ့တော့ပြည်သူဆိုတဲ့စကလုံးကိုကာပါယူပြီးတော့မှမင်းတို့စော်ကားခြင်းတိုင်းစော်ကားလို့မရဘူးကြလားမင်းတို့အာချောင်ခြင်းတိုင်းအာချောင်လို့မရဘူးမိမိလိုးလိုက်ရှင်းလားအားပြီးတော့ခေါင်းဆောင်ပြောသေးတယ် ဟိုခေါင်းဆောင်ဖြစ်ပြီးတော့တဲ့ဘာဖြစ်နေညာဖြစ်လဲဘာ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 လုံးရမှာလဲပြောဟိုကနိုင်ငံတော်ကအာဏာသိမ်းခြင်းကိုခံထားရတယ်အဲ့တော့အာဏာသိမ်းနားတဲ့မင်းအောင်လှိုင်တို့အုပ်စုပေါ့နော်ဒီအချမ်းပတ်စစ်ကောင်စီအုပ်စုကိုကျွန်တော်တို့တိုက်ထုတ်တဲ့နေရာမှာအဲကျွန်တော်တို့ကလည်းအဲတော်လေးတစ်ဖက်ဝင်နေအနေနဲ့တိုက်ထုတ်တယ်ကျွန်တော်တို့ဒီဟာလက်နဲ့ကင်ဖို့အစင်မပြေတော့မပြေတဲ့သူတော့၎င်းလက်နဲ့ကင်မအားအဲလက်နဲ့ကင်ဖို့အစင်သိမ့်မဖြစ်သေးတဲ့သူတော့၎င်းပေါ့နော်အဲဒါတွေကထောက်ဖို့ ဟိုရဲဘော်အနေနဲ့ပါဝင်ပြီးတော့မှကျွန်တော်တို့နဲ့လက်တွဲသွားဖို့ပဲအဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်ပြောရမယ်ဗျကျွန်တော်တို့ကရုပ်ရှင်မင်းသားမင်းသမီးတွေမဟုတ်ဘူးအဲ့တော့ဟိုကျွန်တော်တို့အားပေးခြင်းလည်းရတယ်အားမပေးခြင်းလည်းရတယ်ကျွန်တော်တို့အားပေးဟိုကိုယ်ဆွဲကိုတကူကြီးအားပေးအောင်လဲကိုယ်ဆွဲမင်းသားလည်းမဟုတ်သေးတယ်တကူကြီးလည်းအားမပေးနဲ့ဗျကျင်းစစ်တာတစ်ခုကကျတော့ justice ဆိုးကြောက်ကိုထောက်ပံ့မှာ justice ဆိုးကြောက်ကလူထုလူမျိုးရေးအတွက်ကိုတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့ဝင်တပ်ဖွဲ့ဖြစ်ပါတယ်အဲ့တော့ justice ဆိုးကြောက်ကိုယုံကြည်တယ်ဆိုရင် justice ဆိုးကြောက်ရဲ့ထောက်ပို့ ရဲဘော်အဖြစ်နဲ့ပါဝင်ပါဗောနော်အဲဒါကတော့ကျွန်တော်တို့ပြောချင်တယ်အဲ့တော့ကိုဇွဲကိုတကိုရီလဲလာမပေးနဲ့ကိုဇွဲရဲ့ကိုပိုင်အကောင့်ကနေပြီးတော့မှဟိုခင်ဗျားတို့ဘယ်လိုပြောမလဲလာမဆက်ဆက်ခြင်းလဲရတယ်ဗျာဟိုအားပေးတာတွေအားမပေးဘူးတွေခေါင်းဆောင်ဖြစ်ပြီးချိုသားမှာတွေပါတယ်ကျွန်တော်ဟိုလာဟိုလာမပြောနဲ့ဗျာကျွန်တော်အဲ့ဒါတွေကျွန်တော်နားမလဲဘူးကျွန်တော်နားလဲတာကတော့ကျွန်တော်တို့ကဟိုစုဖွဲ့မယ်ပြင်ဆင်မယ်တိုက်ခိုက်မယ်ဒါပဲကျွန်တော်တို့စုဖွဲ့ဖို့ကျွန်တော်တို့ဒီကဏ္ဍ၃ရကျွန်တော်တို့မဖြစ်မနေလောက်ရမယ်ကျွန်တော်တို့စုဖွဲ့ရမယ် အဲ့တော့စူးဖွဲ့ရမယ်ဆိုတော့ကျွန်တော်တို့စင်ရလိုတယ်စင်ရလိုတဲ့အတွက်ကြောင့်မို့ Jesse ဆိုကြောင်ယုံကြည်တဲ့ဒီ like ကိုကြည့်နေတဲ့ညီကိုတွေဆက်တွေ့ပြီးတော့မှကျွန်တော်တို့ Jesse ဆိုကြောင်မှာလာဝင်လို့ရတယ်အဲ့တော့ကျွန်တော်တို့စူးဖွဲ့မှုနေနဲ့အင်အားလိုတယ်ကျွန်တော်တို့ဒါပြင်ဆင်ရတယ်ပြင်ဆင်ရတယ်ဆိုတာမျိုးမျိုးပဲကျွန်တော်တို့တက်ဆင်ရတယ်မိုးမှန်ရတယ်အများကြီးပြင်ဆင်ရတယ်အဲ့ဒီတော့ကြောင့်မို့ကျွန်တော်တို့ရေမုံငွေလိုတယ်လိုတဲ့အတွက်ကြောင့်မို့လူလူရှိရတောင်းတယ်အဲ့တော့ဒီဒေါ်လာရေးကိုယုံကြည်တဲ့လူတို့ဟာကျွန်တော်တို့ Jesse ဆိုကြောင်ပေါင်ဝင်ထောက်ပံ့ဖို့လိုတယ်ပေါ့အဲ့ ပြီးရင်ကျွန်တော်တို့တိုက်ခိုက်မယ်ဒါပဲကျွန်တော်တို့မှာဒါပဲရှိတယ်အဲ့လိုအားပေးတာတွေအားမပေးတာတွေခေါင်းဆောင်မလို့ချိုတာပါတို့ယဉ်ကျေးပါတို့ပါတို့လာမပြောနဲ့ကျွန်တော်တို့လူထုဆိုတဲ့စကလုံးအကာအကွယ်ယူပြီးတော့မှငါတို့ကလူထုပဲမင်းတို့ပြောချင်တာပြောမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့မပြောနဲ့ကျွန်တော်တို့လည်းလူထုကိုပြောချင်တာမပြောဘူးကျွန်တော်တို့လည်းလူထုကလာတဲ့အတွက်ကြောင့်မို့ဒါအရက်သားပြည်သူရဲ့စိတ်ခံစားချက်ကိုနားလဲတယ်တော့အရက်သားပြည်သူဆိုတဲ့စကလုံးအကာအကွယ်ယူပြီးတော့မှခွေးလင်ခွေးလင်တွေခွေးလို့လာမဟောင်းနဲ့ကျွန်တော်သီးခံမှာမဟုတ်ဘူးသိလားအပြင်မှာတွေ့ရင်လည်းဆော့ခွက်ကိုထိုးမှာပဲ ဟိုကျွန်တော်တို့တက်ဖွဲ့ရတော့ပြောပါတယ်ဆရာဒေါသကိုရှော့မလုံနဲ့မပြောနဲ့ပါညာကျွန်တော်တခါလေကြားလို့ရှင်ဒီလိုက်လွင်ပြီးအလူခံတာရပါတယ်မလုံချင်ဘူးမလုံချင်ဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ဘာကြောင့်မလုံချင်တာလဲကျွန်တော်တို့ရဲဘော်တွေလည်းဒါအောင်မလုံချင်လို့ကျွန်တော်မှလိုက်လွင်ကန်ဒီရဲဘော်တွေကိုလိုက်ခေါ်ရတယ်အားရောက်နေလာအောင်ဒီမှာရံမုံငွေရှာရမယ်တက်မှာလိုအပ်ချက်ရှိနေပြီပါညာဆိုတော့ခေါင်းတွေထွက်ပြေးနေဆရာလည်းကျွန်တော်တို့လည်းတိုက်တိုက်ပဲတိုက်မယ်အေးကျွန်တော်တို့လည်းတိုက်ပဲတိုက်ချင်တဲ့ကောင်တွေသိလားဒီလိုစကားတွေအများကြီးလဲပြောပြီးတော့မှဟိုလူချိုကဒီလူခါတွေလည်းမလုံချင်ဘူး သို့တော့မဖြစ်မနေရံမုံငွေရှာရမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒါလုံနိုင်တာပေါ့နော်ရံမုံငွေဒီတနည်းပဲကျွန်တော်တို့ရှာတတ်တယ်ကျွန်တော်တို့ဒီလက်နဲ့ကင်ပြီးစီးပွားရေးလဲကျွန်တော်တို့မလုပ်တတ်ဘူးနော်လက်နဲ့ကင်ပြီးစီးပွားရေးလဲမလုပ်တတ်ဘူးလက်နဲ့ကင်ပြီးတော့မှဟိုဘာမှတော်လိုင်းရင်းမှာစီးပွားမရှာသင့်ဘူးလို့လဲထင်လို့ပေါ့ဗျာကျွန်တော်တို့အတွေးခေါ်ပေါ့အဲ့တော့ကျွန်တော်တို့ဘာမှလည်းမရှာတတ်ဘူးကျွန်တော်တို့လူလူရှိရတောင်းခံမယ်ရရှိတာတဲ့ခါတိုက်ခိုက်မယ်ဘာဖြစ်လို့လူလူရှိရတောင်းခံတာလဲဒီတိုင်းပြည်ရဲ့လိုအပ်ချက် ဒီမိုကရေစီကိုလိုအပ်နေတယ်တိုင်းပြည်မှာဒီမိုကရေစီလိုအပ်နေတယ်အဲ့တော့ခင်ဗျားတို့ကိုယ်တိုင်လည်းဒီမိုကရေစီလိုနေတာဖြစ်တဲ့အတွက်ကြောင့်မို့ပါဝင်ဖို့ပဲကျွန်တော်ပြောတာပေါ့နော်အဲဒီလိုပဲပေါ့အဲ့ဒါကလွယ်ဟိုတဖြည်းဖြည်းနဲ့ဒေါ်လာရေးရကြာလာတော့ဟို celebrity တွေဘာတွေ celebrity တွေ holy တွေ dilly တွေကျွန်တော်အဲ့ဒါနားမလည်ဘူးဗျာသိလားခံလဲမခံစားဘူးကျွန်တော်တို့ချစ်တယ်ပြောလဲမခံစားဘူးမုံးနဲ့ပြောလဲမခံစားဘူးကျွန်တော်တို့အဲ့ဒါတိုက်ခိုက်ဖို့တော့လက်နဲ့ခံရင်ပင်းကျွန်တော်တို့ဒါ ဟုကိုမအင်အားရှိရင်မလုပ်မလဲဆိုတာကိုစဉ်းစားမယ်ဒါပဲဟိုချစ်တယ်ပြောလဲမပြောဘူးမချစ်ဘူးပြောလဲမပြောဘူးဒါပေမဲ့မအေနဲ့ဖအေနဲ့ချီပြီးတော့တော့လာမစဲနဲ့အဲ့တော့ပြန်စဲမှာပဲအဲကြတော့မှရိုင်းတယ်လို့ထင်လဲထင်တဲ့ကောင်လဲစောက်ကူးမဆိုင်ဘူးပေါ့ဗျာရှင်ရောအဲဒါကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့တကယ်စိတ်ပဲအဲ့တော့တချို့ရှိတယ်ဟိုဂျေဆုရှင်ဂျေဆုခံလို့ဆက်ဆံကျင်တဲ့ထောက်ဖို့ပါဝင်သူတွေလည်းရှိတယ်အဲ့လိုလူတွေကိုကြိုပြောထားမယ်ဂျက်ဆစ်ဆိုကြအောင်မထောက်ပံ့နဲ့ တော်လည်းရင်းမှာဘယ်ကောင်းမှဂျေစုခန့်ဂျေစုစားမရှိဘူးရဲဘော်ရဲဘက်ပဲရှိတယ်အဲ့တော့ဂျေစုခန့်ဂျေစုစားလို့စိတ်ခံစားချက်နဲ့လာတဲ့သူတွေကျွန်တော်တို့ justice ဆိုကြောက်ကိုမထောက်ပံ့နဲ့ justice ဆိုကြောက်ကိုထောက်ပံ့ခြင်းရဲဘော်ရဲဘက်စိတ်ရှိတယ်ဆိုရင်ထောက်ပံ့လိုက်ဘာဖြစ်လို့လဲကျွန်တော်တို့ရဲဘော်ရဲဘက်စိတ်အနေနဲ့အတူတူအာနာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်မယ်အဲဒါပဲဟိုဂျေစုခန့်ဂျေစုစားတွေဂျေစုရှင်တွေမမပါပါတွေတကောင်းမှပတ်ဆက်လာမပေးနဲ့ justice ဆိုကြောက်ကိုကျွန်တော်တို့လည်း ချင်းပြောမယ်ကိုဆက်ဘသူ့မှာကျေးဇူးမတင်နိုင်ဘူးကိုဆက်ရဲဘော်ရဲဘက်စိတ်ပဲထားမယ်ဟိုရဲဘော်ရဲဘက်စိတ်ပဲထားမယ်အဲ့တော့ဟိုကျေးဇူးရှင်များအားလုံးလာပြီးတော့မထောက်ပတ်မှနဲ့ဒါကြိုပြောထားတာရဲဘော်ရဲဘက်စိတ်ရှိရင်တော့ရတယ်ချမယ်ဟုတ်လားတူတူသွားမယ်ဘာဖြစ်ချင်းလဲအဲလစ်မယ်ဒါပဲဟိုကျေးဇူးရှင်နဲ့ဘာရင်းညာတွေဟိုလာမလို့နဲ့ဒီဟီဟာဟာလာမလို့နဲ့ကျွန်တော်တို့က ကိုကစေတနာထားတာစေတနာထားတယ်ဆိုတော့ဗါလဲဆိုကျွန်တော်တို့လည်းနေ့တိုင်းအားနေတာမဟုတ်ဘူးအားလို့လိုက်လွင့်နေရတယ်မဟုတ်ဘူးရံမုံကိုလိုအပ်ချက်ကြောင့်လူလူနဲ့တွေ့ဆုံပြီးတော့မှအဲကျွန်တော်တို့ဒါအခုညီတောင်းခံတယ်အဲဒီလိုမျိုးပုံစံပေါ့ရံမုံငွေတောင်းခံတယ်ဒီလိုပုံစံပေါ့အဲ့တော့ကျွန်တော်တို့နဲ့တွေ့တဲ့အခါလူတို့ဟာအကြောင်းရင်းတစ်ခုကိုခံစားရမယ်အဲ့ဒါဗါလဲဆိုတော့ကျွန်တော်တို့မဆိုတဲ့ဆိုတဲ့သချင်းတွေကျွန်တော်တို့ဆိုပြတဲ့ဟာအနည်းဆုံးတော့စိတ်အမောပြေရမယ် entertainment ပေါ့ကျွန်တော်တို့ပေးတဲ့ entertainment တွေကအနည်းဆုံးတော့လူတို့ကကျွန်တော်တို့နဲ့တွေ့ဆုံတဲ့အခါမှာ ဟိုစိတ်အမောပြေရမယ်ပေါ့နော်အဲဒီလိုစိတ်ရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ပေးတဲ့ဘ ഹു တုတပေါ့အဲတော့ကျွန်တော်တို့သိတာလေးတွေကျွန်တော်တို့ share လုပ်တယ်အဲကျွန်တော်တို့ဖတ်မိတာလေးတွေကျွန်တော်တို့ share လုပ်တယ်ဒါလေးတွေကလူတို့အတွက်ဘ ഹു တုတရပါစေလို့ဆိုကျွန်တော်တို့ ਨੇ တွေးဆုံတဲ့အခါမှာအမောပြင်ပြင်မပြင်ဘ ഹു တုတရစေရမယ်ကျွန်တော်တို့ကဒီနှစ်ရက်ကိုအကြောင်းပြုပြီးတော့မှကျွန်တော်တို့လိုက်လွင်ပြီးရမုံငွေတောင်းခံတိုင်းမှာအမြဲတမ်းကိုယ့်ဘက်ကဟိုဘယ်လိုပြောရမလဲနှလုံးသားရဲ့ပေးဆက်ခြင်းနဲ့ပေးဆက်တယ်သိလား ါနှလုံးသားရဲ့ပေးဆက်ခြင်းနဲ့ကျွန်တော်တို့ပေးဆက်တယ်ကျွန်တော်တို့တိုက်ခိုက်ဖို့ကျွန်တော်တို့လက်တနေကိုပြင်ဆင်ရတယ်တကယ်နဲ့လက်တွေ့လှုပ်တဲ့အကောင်ကတော့အာမချောင်အောင်ဘာဖြစ်လို့လဲတကယ်နဲ့လက်တွေ့လှုပ်တဲ့သူတွေကဟိုအာမချောင်အောင်ကျွန်တော်တို့တနေ့တနေ့ဟိုစုဖွဲ့ရတယ်ပြင်ဆင်ရတယ်တိုက်ခိုက်ဖို့ကြံစီရတယ်အများကြီးပဲအားအောင်မအားအောင်အားတဲ့အချိန်လေးမှာအရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ရမုံငွေကို လာရှာတယ်အဲ့တော့ကျွန်တော်ရဲ့ကိုယ်ပိုင်အကောက်ကနေပြီးတော့မှရန်မုံငွေရှာတာလေးအလူခန္ဓာလေးအလာဘသားလာပါပြောတာလေးခင်ဗျားတို့တွေ့ဘူးလားတွေ့ဖို့ရကျွန်တော်ပြောပြီးရင်ကျွန်တော်ဈေးခံပစ္စည်းတွေနဲ့တာယာနေတာမျိုးတွေတွေ့တယ်ကျွန်တော်ပြောအဲ့တော့ကလူတို့ကလူတို့မုံလို့ပြောတဲ့ကောင်တွေကတော့ပဋိပဒါပြောမှာပဲဒါကတော့ပြဿနာမရှိဘူးသို့တော့ဟိုလူတို့ကိုစနစ်တကျဝေဖန်ထက်စီဖို့တော့ကျွန်တော်မျှော်လင့်တယ်ဗောနော်ကျွန်တော်တို့တိုင်းပြည်က190ကျော် ဒါအာနာရှင်စနစ်အောက်မှာနေလာခဲ့တဲ့အခါလူလူကအတွေးခေါ်ပညာရေးနှိပ်ပါမှုနဲ့အတူစနစ်တကျမဝေဖန်တတ်တော့ဘူးတရားနဲ့တရားတိုက်ခိုက်ဝေဖန်ပြီဆိုလို့ရှိရင်အာဒီကောင်ကတော့ဆွမ်းဆောင်ရည်မပြည့်ဘူးဘာဆွမ်းဆောင်ရည်မပြည့်တာလဲအဲဒါကိုအပြေရှာပြီးတော့မှသူ့ရဲ့ဆွမ်းဆောင်ရည်မပြည့်ခြင်းအပေါ်မှာဟိုစနစ်တကျထောက်ပြဝေဖန်တယ်ဆိုရင်တော့ဒါအဝေဖန်ခံရတဲ့သူလည်းတိုးတက်နိုင်တယ်ဝေဖန်တဲ့သူလည်းအပြစ်အမြင်မခံရဘူးပေါ့အခုကတရားနဲ့တရားကဝေဖန်တာလားပုတ်ချတာလားဘာလားမသိဘူးကိုမသိတဲ့အကြောင်းအရာတွေအာ ဟိုစကားစားဘက်ကလူတွေလည်းကျွန်တော်တို့ဘက်ကိုပြောရင်ခိုးတယ်ဖွက်တယ်လိန်တယ်ငွေအကြောင်းတွေကြီးပဲအဲကျွန်တော်တို့ဘက်ကလူတွေကလည်းပြောရင်လည်းငွေအကြောင်းတွေကြီးပဲခိုးတယ်ဖွက်တယ်လိန်တယ်အဲ့ဒီငွေအကြောင်းတွေကြီးပဲကျွန်တော်ပြောတာလေကိုလူအချင်းချင်းပုတ်တိုက်မှုရှိတယ်မှန်တယ်အဲ့ဒီအချင်းချင်းပုတ်တိုက်မှုကအပြုသဘောဆောင်တဲ့ပုတ်တိုက်မှုရှိရမယ်တစ်ဖက်ကိုဟိုဝေဖန်တယ်ဆိုလို့ရှိရင်စနစ်တကျထောက်ပြဝေဖန်တဲ့အချက်လက် ပါရမယ်အချက်လက်တိုင်းစနစ်တကျထောက်ပြဝေဖန်တဲ့အခါအဝေဖန်ခံရတဲ့သူလည်းတိုးတက်တယ်ဝေဖန်တဲ့သူလည်းဂုံသိက္ခာရှိတယ်ဝေဖန်ခံရတဲ့သူကလည်းဝေဖန်တဲ့သူကိုမမုန်းပေါ့အဲဒီလိုမျိုးစနစ်ကျရင်တော့အကောင်းဆုံးပေါ့ဟိုကျွန်တော်တို့နိုင်ငံသားတွေကဘယ်လိုဖြစ်လဲဆိုတော့ဝေဖန်ခြင်းအလုပ်ကိုတော့ဟိုကောင်းကောင်းမလုပ်တတ်တော့ဘူးပေါ့ဝေဖန်ခြင်းဝေဖန်တာတော့ကောင်းကောင်းမဝေဖန်တော့ဘူးဟိုကိုတိတာတွေရောမတိတာတွေရောဟုတ်တာတွေရောမဟုတ်တာတွေရောရှောက်ရေးရှောက်ပြောစိတ်ခံစားချက်တွေနဲ့ရှောက်ပြောကြတာပဲ အာအာလုံးရှုပ်ချက်တွေခတ်ပြီးဘာတွေမှမသိဘူးဟိုပြန်ကြားရတာတဲ့ခါလဲမကောင်းအဲ့တော့ဥပမာဟိုကျွန်တော်ကျွန်တော်မသိတဲ့အကြောင်းအရာတွေကျွန်တော်အပုတ်ချပြောဆိုရဲဆိုလဲကျွန်တော်အတွက်ကတော့ဘာမှမဖြစ်သွားဘူးပေါ့ကျွန်တော်ကတော့လိပ်ပြလုံးလုံးပဲကျွန်တော်တခါမှဒီလိုအကြောင်းအရာတွေကျွန်တော်မလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ကွန်တိုလည်းမဝယ်ခဲ့ဘူးတင်းရာကျော်တဲ့နိုင်လည်းမပတ်ခဲ့ဘူးဟိုဘယ်လိုပြောရမလဲစကားလုံးညာသွားတယ်မသိဘူးအေးအဲ့လိုမျိုးပေါ့ကျွန်တော်ဘာမှ တော်လည်းငွေနဲ့သုံးဖြုံးထားခြင်းဘာမှမရှိတော့ကြောင့်မို့ကျွန်တော်ကြက်သလောက်ပြောပြဿနာမရှိဘူးသို့တော်လည်းပဲဘာဖြစ်လဲဆိုတော့တော်လည်းသိခါကြတာပေါ့တော်လည်းလည်းသိခါကြတယ်ပြီးလို့ရှိရင်ခင်ဗျားတို့ပြောတဲ့စကားတွေကဟိုတကယ်တမ်းဟိုရဲဘော်တွေလည်းစိတ်တစ်ပိုင်းဆိုင်ရာထိခိုက်ရတယ်အဲ့တော့အကျိုးကျေးဇူးမရှိဘူးပေါ့နော်ဟိုလျှောက်ပြောဟိုလျှောက်ပြောမနေနဲ့ပေါ့နော်အဲ့ဒါတွေကဘာမှအိပ်ပဲမရှိအဲ့တော့ရန်သူမို့လို့ရန်သူစကားလာပြောတယ်ဆိုရင်တော့ ကျွန်တော်တို့လည်းရန်သူอ่ะရန်သူလိုပဲတုတ်ပြန်မယ်အဲဒါပေမဲ့ကျွန်တော်တို့ရန်သူမဟုတ်တဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုလို့သတ်မှတ်ထားတဲ့သူတွေကတော့ကျွန်တော်တို့ရန်သူလို့လာမပြုတ်ကျင့်နေပေါ့နော်ကျွန်တော်တို့ကဟိုသာဝရရန်သူသာဝရမိတ်ဆွေဆိုတော့မရှိပါဘူးတဲ့လားเออโก้บักกูเปียงแห่ลายเนาะกูอ่ะแลเปียงแห่ผู้อเซนนี่ชื่อเลยกูโหลาพี่တော့มานมิงกะซะลาเซ่เองเนาะกูอ่ะแลเปลี่ยนเซ่ผู้อเซนนี่ชื่อเลยตีล่ะ မင်းအွန်လိုင်းကိုတော့မှမကျင်တဲ့လို့ခံပြစ်ပါတယ်ဆိုမှတော့ဂျန်တဲ့ကောင်လောက်ကတော့အုံနောက်ထဲမှာမရှိဘူးသိလားဘာဖြစ်လို့လဲဟိုလာနိုင်ငံတော်အဆင့်အုပ်ချုပ်မှုရှိတယ်ကဘာအဆင့်တက်မတော်ကိုပိုင်ဆိုင်ထားတဲ့မင်းအွန်လိုင်းတော့ခံပြစ်ဖို့ဟိုမင်းပါလဲငါပါလဲလှုပ်ခဲတဲ့ကောင်တွေကိုဟိုတောင်းယုံတောင်းယုံတော့လာမလို့နဲ့ဖြူးမဆိုင်ဘူးအဲ့တော့ကျွန်တော်တို့ဒီရေမုံငွေလိုအပ်ချက်ရှိတဲ့အခါကျွန်တော်တို့တောင်းခံတဲ့အခါရဲဘော်ရဲဘဲစိတ်တဲ့ရှိတဲ့သူတွေက justice ဆိုကြအောင်ပါဝင်လို့ရတယ် အဲရဲဘော်ရဲဘစိတ်မရှိဘူးကွာမင်းတို့ရဲ့လှုပ်ဆောင်ချက်တွေငါတို့မကြိုက်ဘူးဆိုရင်လည်းတော်တော်လေးပဲနေမထောက်ပံ့နဲ့ဘာမှမဖြစ်ဘူးအဲကျွန်တော်တို့ Jesus ဆိုကြကိုဝေဖန်ထောက်ပြခြင်းလဲဆိုရင်လည်းစနစ်တကျဝေဖန်ထောက်ပြအဲစနစ်တကျမဟုတ်တဲ့ပေါ့လို့ပဲစားအပုတ်ချပြောဆိုတဲ့စကားဆိုရင်တော့ဒါယန်သူလှုပ်တဲ့လှုပ်ရဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဟိုယန်သူလို့ပဲသတ်မှတ်မယ်ပေါ့နော်အဲကြတော့မှငါတို့ပြည်သူတွေကဝေဖန်တာတွေပါလေလာမလုံးနဲ့အဲ့ဒါတွေကပေါ့ ဟိုပြည်သူဆိုတဲ့စကလုံးကိုအကာအကွယ်ယူပြီးတော့မှစီကံမဲ့လုပ်လို့မရဘူးဒီမိုကရေစီကျွန်တော်တို့လိုချင်နေတာဒီမိုကရေစီဗျကျွန်တော်တို့နိုင်ငံမှာလိုအပ်နေတာဒီမိုကရေစီအဲဒီမိုကရေစီဆိုတိုင်းအားလုံးပေါက်လို့ပဲစားနေလို့ရတာမဟုတ်ဘူးဒေါ်မန်းစုကြည်ပြောဘူးတယ်မလားကျွန်တော်တို့အမေစုပြောဘူးတယ်ဒီမိုကရေစီဆိုတိုင်းကိုယ်ပါဇက်ကပေါက်လို့ပဲစားပြောလို့မရဘူးဒီမိုကရေစီဆိုတိုင်းပေါက်လို့ပဲစားလုပ်လို့မရဘူးအဲ့တော့ ကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့မှထုတ်ပြန်ထားတဲ့ဥပဒေတွေရဲ့အောက်မှာစနစ်တကျနေထိုင်နေဆိုရင်ဘသူမဆိုလွလွလပ်လပ်နေထိုင်လို့ရတယ်ဘသူမဆိုပေါ့ပေါ့ပပနေထိုင်လို့ရတယ်ဒါဒီမိုကရေစီပဲအဲ့တော့နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ဥပဒေရဲ့ပြင်ပမှာနေပြီးဆိုရင်တော့ဒါဒီမိုကရေစီကိုဆန့်ကျင်တာဖြစ်တယ်အဲ့ဒီအဲ့ဆန့်ကျင်တော့ဆန့်ကျင်တဲ့အဖြစ်ကိုခံရမှာပဲအဲ့တော့ကျွန်တော်တို့တွေလည်းဒီမှာစစ်မှုထမ်းတယ်ပေါ့နော်ကျွန်တော်တို့လည်းဒါတော်လန်ရေးရဲ့လိုအပ်ချက်ရောက်ကျွန်တော်တို့ဒါဟို 多人一这打路的啵，今朝路多人一这打路的看嘛嘞，多人一这这么多晚的操边上的时间，今晚的二，今朝路来二天哪呗？哎，你哎你今晚的嘛二的天哪哈，今朝路来不不不不飘飘絮絮的天哪呗？哎，你还今晚的有泡边没？说你喏，别别也有看嘛呗？哎，今朝路比较简单，今朝路，只是暑假嘛是，今今朝路只是暑假，不可以走路去。今朝路嘛，夜跑的来哪上夜跑没？今晚时间的细的，哎，今晚时间的夜的夜跑的。 အားလုံးပေါ့ပေါ့ပါပါအကုန်နေလို့ရတယ်ပေါ့ပေါ့ပါပါအကုန်နေလို့ရတယ်ဘာဖြစ်လို့လဲဟိုပေါ့ပေါ့ပါပါအကုန်နေလို့ရတယ်ဘာဖြစ်လို့လဲ तू อ่ะစီးကန်းနဲ့ပြေးဝစွာဟိုနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပေါ့ပေါ့ပါပါသူတို့မှနေခွင့်ရှိတယ်ပေါ့အေးစေးပဲကျွန်တော်တို့လည်း view size ဆရာလည်းမလို့ကျွန်တော်တို့လည်းနှုတ်ဆက်ဆရာလည်းမလို့ကျွန်တော်အရေးတယူဆောင်ရွက်ပေးဆရာလည်းမလို့ဘာဖြစ်လို့လဲဒီရဲဘော်တယောက်ကတက်ကထုတ်ထားတဲ့စီးကန်းနဲ့အညီနေတဲ့အတွက်ကြောင့်မို့သူစီကန်းပေါင်ထဲမှာဝင်နေတယ်ဆိုသူကြိုက်တယ်လို့ပေါ့ပေါ့ပါပါနေလို့ရတယ် ဟိုပေါ်ပေါ်ပြပြတော့နေလို့မရဘူးပေါ့အဲ့လိုပဲကျွန်တော်တို့နိုင်ငံတော်မှာလဲဟိုစီနိုင်ငံတော်ကထုတ်ပြန်ထားတဲ့စီကန်းချက်နဲ့အညီနေတယ်ဆိုရင်ပေါ်ပေါ်ပေါ်ပါနေလို့ရတယ်အဲဒီလိုမျိုးပေါ့အဲ့တော့ဟိုကျွန်တော်တို့ဝေဖန်ထောက်ပြရတော့မယ်ဆိုရင်လဲစီကန်းချက်နဲ့အညီဝေဖန်ထောက်ပြမှုနဲ့အညီလောက်ရမယ်အဲ့တော့ဝေဖန်ခံရတဲ့ကိုကဝေဖန်လိုက်ပြီဆိုတာတိုးတက်စေခြင်းလို့ဝေဖန်တာလीအဲ့တော့ဝေဖန်တယ်ဆိုရင်တိုးတက်စေခြင်းနဲ့အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေလောက်ရမယ် နစ်တကျဝေဖန်တတ်ကြမယ်ပေါ့မဟုတ်ဘူးဆိုရင်တော့ဒါရန်သူစကားပြောတာပဲပေါ့ကိုမသိတဲ့အကြောင်းအရာတွေကိုဆွတ်ဆွဲပြောဆိုတယ်ဆိုရင်တော့ဒါအပုတ်ချဆွတ်ဆွဲတာပေါ့ဒီစကားလုံးတွေကလည်းအောက်ကျနောက်ကျလည်းဖြစ်တယ်အောက်တန်းစားစကားလည်းဖြစ်တယ်တစ်ဖက်မှာလည်းနှဝင်မချိုဘူးဟိုဟိုဘယ်လိုပြောရမလဲမကောင်းဘောနော်ဒါကျွန်တော်တို့ဒီနိုင်ငံတော်စစ်ကိုတိဆောက်နေတဲ့ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့လူထုမှန်ရင်ဒီအလုပ်တွေကိုမလုပ်ဖို့ကျွန်တော်ကတော့တိုက်တွန်းပါတယ် အဲဒီမိုကရေစီလည်းမချစ်မြတ်လို့စစ်ကောင်စီကိုပဲထောက်ခံတယ်ဟိုဆိုရင်တော့ခင်ဗျားတို့ကြိုက်သလိုလုပ်ပါကြိုက်တဲ့စကားတွေပြောပါ ပြဿနာမရှိဘူးကျွန်တော်တို့ကအာနာရှင်စနစ်ကြဆုံးခြင်းနဲ့အညီစည်းကမ်းကောင်းမွန်သောအဲနိုင်ငံတော်တည်တည့်ရဖြစ်ပေါ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတာပေါ့အဲ့ဒီအတွက်အခုချိန်မှာကိုယ့်ကိုယ်လည်းတဖြည်းဖြည်းနဲ့ကိုယ်လည်းအကုတ်ကောင်းတဲ့လူမဟုတ်ဘူး နော်ကို့မှာလည်းအားနေချက်ချိုးယွင်းချက်ယွယွင်းချက်တွေတပုံကြီးရှိတယ်အဲ့တော့ကျွန်တော်တို့လည်းကိုယ့်ကိုပြင်ဆင်သွားမယ်ဟိုလူကျွန်တော်တို့လူထုလည်းဟိုအာနာရှင်စနစ်အာနာစစ်ခွေးသိရင်ပြီးတော့သူသေးကိုသေးချမယ်ဆိုတဲ့စိတ်စိတ်တစ်ခုတည်းမဟုတ်ဘဲနဲ့နိုင်ငံတော်စနစ်တစ်ခုပြုပြင်နေပါလားဆိုတဲ့အသိစိတ်နဲ့မိမိကိုယ်ကိုလည်းပြုပြင်ရင်ပတ်ဝန်းကျင်ကိုလည်းပြုပြင်ရင်နောက်ဆုံးနိုင်ငံတော်ကိုပြုပြင်ရင်းနဲ့အဲကျွန်တော်တို့သွားကြမယ်လို့ကျွန်တော်ကတော့ဒါနှိုးစော်တိုက်တွန်းတာပေါ့နော်